ပရီးမီးယားလိပွဲစဉ်17တော်တင်ဟော့စ်ပါနဲ့မန်ချက်စတာယူနိုက်တက်မင်္ဂလာပါဗျကိုကင်းစ်တာဖုတ်ဘောရှိုးနဲ့ကြိုးစားပါရကျွန်တော်ကိုခတ်မှာအခုဒီဘက်မှာရှင်ပြိုင်ကစားမယ်ပရီးမီးယားလိပွဲစဉ်17စနေည9နာရီမှာရှင်ပြိုင်ကစားမယ် တော်ရီယော့စ်ပါနဲ့မန်ယူနိုက်တက်တို့ရဲ့ပွဲကျူသုံးသက်ချက်ဒုတိယပိုင်းအောင်လုပ်ပြီးသွားကြပါတယ်။အဲပထမပိုင်းမှာကတော့ဒီနေ့သေးကြတဲ့ကိန်းကနဲအချက်လက်တွေနဲ့ key points တွေကိုဆွေးနွေးသုံးသက်ခဲ့ပါတယ်။မကြည့်ရသေးတဲ့ညီကိုတွေအနေနဲ့တွားရောက်ကြည့်ရှုဖို့အတွက်တိုက်တွန်းကြပါတယ်။အဲကျွန်တော်ဒုတိယပိုင်းမှာဘာတွေလုပ်မလဲဆိုတော့ဒီနေ့သေးရဲ့အကြောပေးဖွင့်လှစ်ပုံတွေနဲ့ ဗျူဟာပိုင်းတွေကိုအသုံးသက်ခမန်းချင့်ကပ်ဆွေးနွေးတော့မှာဖြစ်ပါတယ်အဲ့တော့အကြောပေးမှုပဲဖြစ်ဖြစ်ဗျူဟာပိုင်းပဲဖြစ်ကျွန်တော်တွေကအခက်မန်းရတာဗျတကယ်ဘောလုံးပွဲကစားတဲ့အခါကျမှကွင်းထဲမှာရှင်ပြိုင်တဲ့ပုံတံရအဘယ်နည်းပြတော့ဘလို့ဗျူဟာမျိုးသုံးတယ်ဘလို့ကစားကွက်အခင်းချင်းဒါလည်းခက်မန်းတာပဲဗျာထားပါကျွန်တော်လက်ရှိအချိန်အာရှရဲ့ကနဦးအကြောပေးမှုပေါ့နော်ပွဲနာနေ့ရင်အကြောပေးမှုပြောင်းလဲကောင်းပြောင်းလဲသွားနိုင်တယ်ဒါလေးတော့တစ်ချက်သတိချက်စီကြပါတယ်လက်ရှိအချိန်မှာတော့ဒေဒေပေးထားတယ်ဗျာ တော်တင်ဟော့စ်ပါရဲ့အိမ်ကွင်းမှာမန်ယူနိုက်တက်ကနေဒေဒေပေးထားတာဒါပွင့်လင်းပြောရင်ယူနိုက်တက်ကတတ်တာပူပူပြန်ပေးထားတာပဲလက်ရှိချိန်စပါကယူနိုက်တက်ထက်ပိုပြီးတော့ဘယ်လိုပြောမလဲ level တစ်ခုရောက်ဖို့ကြိုးစားနေတဲ့အသင်းတစ်သင်းပေါ့နော်ယူနိုက်တက်ကတော့အခုနောက်ပိုင်းပွဲစဉ်တွေမှာရလက်လေးတွေပြန်မှန်လာယုံတာကလွဲရင်ကျွန်တော်ကျန်တဲ့အပိုင်းတွေကလုံခြုံစိတ်ချမှုမရှိသေးဘူး။ရလက်လေးတွေပြန်မှန်နေတယ်လို့ချီကျူးကာသာရှိသေးတယ်။ပြီးခဲ့တဲ့တပတ်လုံးက Northern Forest ကိုသူတို့တည်ကြသွားတယ်။အဲ့တော့ကြောင့် ဒါ Thomas Frank နဲ့စပါပေါင်းစည်းမှုသည်တပတ်က Hubin Amorin နဲ့ United ပေါင်းစည်းမှုလောက်တိတ်မကြသေးဘူးဆိုပေမဲ့လေဒီအသင်းရဲ့အဲရှင်းဆိုအထိုင်ပေါ့နော်ယူရင်းမှုက United ကပို့ပြီးတော့နှစ်ကာလအဖြစ်များခဲ့တယ်အဲ့တော့ကြောင့်ဒီချိန်မှာ ီအကျော်ပေးမှုကတော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော် United ဘက်ကသဘောကျချင်စရာပွင့်လင်းပြောရင်တော့စပါမနေနေချင်းအောင်ပေးထားတဲ့အကျော်ပေးမှုမျိုးလို့ကျွန်တော်ထင်တယ်။ဘာကြောင့်တော့ဘရိုယိုးလေးစဉ်းစားကြည့်စပါအိမ်ကွင်းဖြစ်တယ်။စပါဒီ Manchester United ကို head to head တွေမှာနောက်ဆုံး6ပွဲเนาะတပွဲမှမရှုံးဘူး။အဲ့ဒီမှာနောက်ဆုံး4ပွဲဆက်နိုင်ထားတယ်။ United ကိုဒီဘယ်လိုပြောမလဲရှုံးထွက်ပွဲတွေမှာဖြုတ်ခဲ့တဲ့ပွဲတော်နာမင့်နှစ်ခုရှိတယ်။အစိုးဆုံးကတော့ UEFA မှာရှုံးသွားတာပေါ့ဗျာ။ပြီးတော့ EFL မှာလည်းပြီးရတဲ့ဘလုံးရာသီတုန်းကဖြုတ်သေးတယ်။ Premier ားလေးမှလည်းထောက်လျှောက်နိုင်တယ် ဲ့တော့ကျွန်တော်ခုနပြောသလိုပေါ့လက်ရှိအချိန်ပိုတတပိုပိုရှိနေတဲ့အသင်းကစပါးဘာကြောင့်တကယ်ပဲအကျော်ပေးတယ်လဲကျွန်တော်စဉ်းစားကြရပဲစပါးကနေချင်အောင်ပေးတာပေါ့ယူဒနန်စဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်ရှင်းမပြောသလိုပေါ့စပါးပဲလုံးဝယူနိုက်တက်နိုင်စရာအကြောင်းမရှိဘူးစပါးအောက်ထစ်တည်ရှိတယ်နိုင်စတော်ဒီယံစပါးပဲနိုင်မယ်ဆိုရဲအတွေ့မျိုးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကတော့ဒီအကျော်ပေးမှုကိုတိတ်ပြီးမတင်ကားဘူးကျွန်တော်တို့တတိကြီးကြီးနဲ့အားပေးရမယ်ပုံစံမျိုးပါယူနိုက်တက်ကလည်းဒီလိုပြောလို့အာတေချာပေါက်နိုင်မယ်ဘာညာပြောတာမဟုတ်ယူနိုက်တက်ကလည်းအရင်ယုံကြည်လို့ရ တဲ့ level အနေထားမျိုးမှာရှိမနေသေးဘူးပြီးခဲ့တဲ့တစ်ပတ်ပဲကြည်လေနော်ဟိုကျွန်တော်တို့ယုံကြည်မှုကကကြိုးကြောင်ဖြစ်သွားတယ်ပေါ့ထားပါအဲ့တော့ဒီချိန်မှာအကျော်ပေးမှုကအမျိုးဆုံးဖြစ်နိုင်ပေမဲ့လေတိုတယ်ကိုနဲ့ကျွန်တော်တစ်ချက်ပြန်ချိန်ကြည့်မယ်တိုတယ်ကိုနဲ့ချိန်လိုက်တဲ့အခါကျရင်အဖြစ်တစ်ခုပေါ်ကောင်းပေါ်မှာပေါ့ဗျာနော်အဲ့တော့တိုတယ်ကိုဒီကနဦးအကျော်ပေးမှုရ၃လုံးတဝက်ပျော်ရွှင်ခွင့်ပေးရပါတယ်အ၃လုံးတဝက်ကတိုတယ်ကို over ဖြစ်တာထက် under ဖြစ်တာပိုများတယ်ဗျာအဲ့တော့ အန်ဒါဆိုရဲရက်ဇက်တွေအသေးရလက်တွေတွက်ကြည့်အောင်ဇီဇီ1 1ဆိုရဲပုံစံမျိုးကအများဆုံးပဲတသင်းသင်းက2 1ဆိုရဲရက်ဇက်နဲ့နိုင်ကောင်းနိုင်သွားနိုင်တယ်ဒါပေမဲ့တသင်းသင်းနိုင်မယ်ဆိုရင်ကျွန်တော်2 1ဒီဇိုင်းအဲ့လို1ဇီဆိုရဲပုံစံမျိုးလေးကိုပို့ပြီးသဘောကျတယ်တေကြဖို့ percentage များပါတယ်ကျွန်တော်ကတော့ကျွန်တော်ယူစနေပေါ့နော် United အသင်းကိုအားပေးတဲ့ဘာညာပြောနေပေမဲ့ကျွန်တော်ညီကိုစိတ်ကြိုက်ရွေးလို့ရတယ်လက်တလောအချိန်တွေက United အသင်းကိုညင်းပယ်ပြီးစပောင်းအောင်လည်းအားပေးလို့ရပါတယ်ကျွန်တော်ကတော့လက်ရှိအချိန်မှာ United ရဲ့ အမြင့်ပြန်တမ်းမှုလေးကိုပေါ့နော် ဘီနာနည်းနည်းလေး light တွေ့ကက်ကြည့်ခြင်းတယ်သူတို့တေချဖို့များပေမဲ့မတော်တဆကွာစပောက်ဒီ liverpool အသင်းကိုနိုင်တဲ့ပွဲစဉ်တော့လည်းမျိုးမြန်လုတ်ပြနိုင်မလားဆိုရယ်စိတ်လေးပေါ့နော်နောက်ဆုံးတေချသွားရင်လည်းဗျာနှစ်သင်းလုံးကချေးခွာပုံစံမျိုးပဲရှိတာပါအကြိုက်သင်းရွေးလို့ရတယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာ manchester united ကိုရွေးချယ်ပေးကြပါတယ်ကဲဟုတ်ပြီဗျာအဲ့တော့ကျွန်တော်နောက်ဆုံးပိုင်းပေါ့နော်ဘီယောပိုင်းချင်းကတ်မှုအနည်းငယ်လို့အောင်စပားသင်းရဲ့ line တုံးလိုက်ကိုကျွန်တော်တို့ခွဲခြားကြည့်အောင်ပွင့်လင်းပြောရင် thomas frank brentford အသင်းကိုတာဝန်ယူကင်တွယ်စဉ်တော့အတောင့်တင်းမှုမျိုး ုးပေါ့နော်စပားကို copy paste မလုပ်နိုင်သေးဘူးမလုပ်နိုင်သေးဆိုတာကစားသမားရဲ့နည်းလေးစိုက်မယ်စပားရဲ့အထိုင်အတဲကစားသမားတွေကဒါရှိကနီးပြအဆက်ဆက်တဲခဲ့တာ哦အဲ့တော့ကြောင့် Bravo အတင်းကိုကိုင်ရဲစဉ်အချိန်ကာလတုန်းက Thomas Frank တုံးခဲ့တဲ့ကစားသမားရဲ့နည်းကွာကောင်းကွာလိမ့်မယ်ဥပမာပြောရင်ဗျာ Manchester United အတင်းကိုရောက်သွားတဲ့ Brian Ambumo လို့ကစားသမားမျိုး Tottenham စပါမှာမရှိဘူးမမကူဒက်ရှိတယ်ဆိုတော့ညာလဲကူဒက်နဲ့ Ambumo တို့ရဲ့ကွာခြားချက်လေးရှိတယ်ဗျာကူဒက်က individual skill ပိုကောင်းတဲ့ ပလီယာမျိုးသူ့ရဲ့ solo skill ကိုအားပြုပြီးဂိုးရအောင်အားထုတ်တယ်။အမ်ဘူမိုရိုကျတော့အသင်းရဲ့ဟန်ချက်မှာလိုက်ပါစီးမျောတဲ့ကစားသမား။ကျွန်တော်တို့ Bravo အသင်း Ivan Toney အမ်ဘူမိုအတွဲဖက်နဲ့ကစားတဲ့ခေတ်ကာလတွေကိုမြင်ခဲ့ဘူးရင်သိလိမ့်မယ်။ Thomas Frank ကသူတို့နှစ်ယောက်အထူးကလက်နက်တွေအဖြစ်အသုံးချခဲ့တာ။အဲဒါကြောင့် Thomas Frank အားတာတဲ့အာတီတာဖြစ်တဲ့ပုံတံမျိုးကိုလက်ရှိအချိန်မှာတုံးနေပေမဲ့လည်းတုံးတယ်လို့ဖြစ်မလာသေးဘူး။ကစားသမားတွေနဲ့နီးပြကြားထဲမှာအမြင်ကွဲလွဲမှုလေးတချို့ရှိနေတယ်။လက်ရှိအချိန်မှာဆိုရင် Thomas Frank လက်ထက်မှာကျွန်တော်သဘောအကျဆုံးနဲ့ဘယ်လိုပြောမလဲ Thomas Frank Brentford ကိုကန်တွေစင်အချိန်ကာလတုန်းကပုံတံပြပပင်းပေါ်လာဆိုလို့ defensive line တစ်လိုင်းပဲရှိတယ်လို့ထင်တယ်။ဒါပေါ်ရိုတို့ Jaspers တို့ Romero Vinivin အကုန်လုံးကတော့အဆင်ပြေတယ်။သို့တော့ကွင်းလေပိုင်းကစပြီးတော့ကျွန်တော်ရှေ့ထိနည်းနည်းလေးချင်းဒီ Thomas Frank တည်ကျင်တဲ့ပုံတံမျိုးဟုတ်မနေတော့ဘူး။အဲ့တော့ပယ်လင်ညာဒီနေ့ဘောလုံးရာဒီမှာရောက်လာတဲ့အတွက်မစိုးဘူးဗျ။တကယ်လို့ပယ်လင်ညာသာ မခေါ်နိုင်ခဲ့ဘူးဆိုရင်တော်တင်ဟော့စ်ပါအတင်းကကွင်းလေဘူဂျုတ်အဖြစ်ဘယ်သူကစားမလဲဆိုတော့မိကုန်နေကျွန်တော်အများကြီးမေးလို့ရတယ်အခု ပယ်လင်ညာပါတယ်ဆိုရင်တောင်မှတနည်းချက်စီးနဲ့ကစားသွားတဲ့ပွဲစဉ်မှာ ရှစ်ထိမရောက်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့တော်တော်စပါအတင်းရဲ့အဲ့ဒီ middle တက်နဲ့အတကင်တက်ကြားထဲမှာ gap ကြီးတော်တော်ဖြစ်နေတယ်။အဲ့အတွက်တော်တော်စပါအတင်းရဲ့ ქვენ လဲမှာ ball playing ပေါ့နော်။တနည်းအားဖြင့် play making ကောင်းကောင်းလုပ်ပေးနိုင်မယ် player မျိုးတယောက်တော့လိုတယ်။ Pabisa တို့ Bisuma တို့နော် Bandanga တို့ကလုံအားလုံးတော့အပြည့်ရှိတယ် ball carry တွေကောင်းပေမဲ့ပုံတံတူတယ်။ ball playing ကိုတည်တည်ချာမလုပ်ချင်ကြဘူး။အဲ့တော့ ball playing လုပ်နိုင်တဲ့ကစားသမားကလည်းနံပါတ်6နေရာမှာရရှိတဲ့အတွက်ကြောင့် defensive line ကစားသ မရင်းနဲ့ပဲများသောအားဖြင့်အတွဲဖက်ဖြစ်တယ်အဲ့တို့ကြောင့်တော်တင်ဟော့စပါအသင်းရဲ့အားနေချက်ဒီအဲ့ middle တက်နဲ့အတကင်တက်ကြားတဲ့က binet lines တွေအရန်အားနေတယ်သူတို့အသင်းကိုဂိုးသွင်းဖို့တော်တော်ခက်ခဲကောင်းခက်ခဲနေတယ်ဒါပေမဲ့လည်းတော်တင်ဟော့စပါဂိုးရဖို့ဆိုတာကလည်း player တဦးချင်းတယောက်ချင်းစီကျွမ်းကျင်မှုကြောင့်သာလျှင်ဂိုးရရင်ရမယ်ဒီလိုမှမဟုတ်ဘဲနဲ့ပြန်ဘက်အသင်းကခံစစ်ကစားဖို့ကောင်းကောင်းနဲ့ကစားမယ်ဆိုရင်အဲ့အပိုင်းလေးတွေအနေငယ်ယော်နေမှုရှိနေသေးတယ်အဲ့တော့ကျွန်တော် tactical boat လေးနဲ့အနေငယ်ဆွေးနွေးကြည့်ချင်တယ်ဗျယူနေတဲ့အသင်းရဲ့လက်ရှိအချိန် အားကောင်းဆုံးအားအသာဆုံးနေရာကိုကျွန်တော်ပြမယ်ဒီရှိက attacking trial နဲ့ဒီ win back တွေဂျားတွေကလှုပ်ရှားပုံလေးတွေတော်တော်ကောင်းလာတယ်ကွေးလေကစားသမားနှစ်ယောက်လှုပ်အားနှုံးကြလာခဲ့ရင် SCB RCB ကစားသမားတွေကလည်းဒီဒီထောက်ပို့ပေးထားနိုင်တယ်အဲ့အတွက်ကြောင့်ကွေးလေမှာ လိုအပ်ချက်ကြီးမားပေမဲ့ဟူပင်အမော်ရင်က SCB RCB တွေကို highline တင်ပြီးအနည်းငယ်များတော့ဒီပြဿနာကိုဖြေရှင်းပေးထားတယ်။နှစ်သင်းလုံးမှာတော့အားနည်းချက် အားသာချက်ကိုစီရှိပေမဲ့အမော်ရင်ဒီတနည်းတဖုံဒီအားနည်းချက်ကိုမိခဲ့ပြဖုံးတယ်လို့ဖုံးထားနိုင်တယ်။တိုးတော့တော်တော်စပါမှာအဲ့လိုဖုံးထားဖို့အတွက်တိတ်ပြီးအဆင်မပြေဘူးဗျ။နောက်သူတို့တင်ရဲ့အား အ ਨੇ သုံးနေရပါတော့။တနည်းအားဖြင့်ပလေယာတဦးတယောက်ချင်းစီရဲ့ကျွမ်းကျင်မှုနဲ့ပဲကစားတဲ့နေရာသည် United ရဲ့3 back 5 back ပုံစံပြောင်းမဲ့ခံစစ်ကစားပုံနဲ့တွဲဆုံရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ထင်သလောက်မလွယ်ဘူး။အဲ့တော့ Tottenham Hotspur ရဲ့အားအကောင်းဆုံးနေရာကလည်း United ရဲ့အသင်းရဲ့လက်ရှိအချိန်အားအကောင်းဆုံးစုဖွဲ့မှုနဲ့ပြိုင်ဆိုင်ရမှာဖြစ်တဲ့အတွက်ပြန်ပြီးအချိုးချကြည့်မယ်ဆိုရင် Tottenham Hotspur သည်ကွင်းလယ်မှာပြက်ပြီးတော့ဒီပွဲစဉ်ကိုဆက်လက်ရှင်ပြိုင်နေရအောင်မယ်လို့ယုံကြည်တယ်။ဘာကြောင့်လဲဆိုတော့လေတောင်းလျှောက် high pressing ပေးမှာဗျ။ မတီးယက်ကူညာပဲဖြစ်ဖြစ် Brian Ambumu ပဲဖြစ်ဖြစ် Hybridson တောက်လျှောက်ပေးလာတဲ့အခါကျရင်ဒီကွင်းထဲမှာဘောလုံး retain လုပ်ပြီးတော့အသင်းရဲ့ tempo ကိုထိန်းပေးနိုင်မဲ့ကစားသမားမရှိတာကအားနည်းချက်အများကြီးဖြစ်ပါတယ်။ဆိုတော့ Thomas Frank ဒီပွဲထဲမှာခံစစ်ကိုစနစ်တကျနဲ့ကစားပြီးတော့ပေးကိုမရှိအောင်ဥတီပါလိမ့်မယ်။အဲပြီးမှသာလျှင် ဒရိုက်ပတ်စ်တွေနဲ့ counter attack ပုံစံမျိုးပဲဖြစ်ဖြစ် sub play တွေအားပဲဖြစ်ဖြစ်ကိုရအောင်ကြိုးစားအထုတ်မှုပြုမှာပါ United ကတော့ကျွန်တော်ခုနပြောသလို high pressing နဲ့အဓိကပေးမယ်ဘောလုံးဆုံးရှုံးသွားရင်အလင်းမြန်ရရှိဖို့အတွက်တပ်မန် defense ပုံစံမျိုးတွေကစားတဲ့အခင်းကျင်းတွေလည်းကျွန်တော်မြင်ရမှာပဲအဲ့တော့ခန်စစ်ပိုင်းမှာစပါးအနေနဲ့ဖိဖိစည်းစည်းလေးနဲ့တိကျကစားနိုင်မယ်ဆိုရင် United ရဲ့ ပေးကူးတွေကိုခွင့်ပြုရဖို့ကလည်းသူတို့အနေနဲ့မရှိဘူးပေါ့နော်အိမ်ကွင်းဖြစ်တာလည်းပါတယ်ထင်းထင်းသင်းသင်းလည်းကစားနိုင်တယ်ကျွန်တော်ကတော့တေရီပွဲတစ်ပွဲဖြစ်သွားဖို့အတွက်အခွင့်အလမ်းများတဲ့ပွဲစဉ်လို့ထင်တယ်တူတယ်ကူကလည်းအ ਨੇ ဘက်ကိုပဲဥတည်နိုင်တယ်တိုးတော့ကျွန်တော်ရဲ့အကြိုက်ရွေးချယ်မှုကတော့မန်ချက်စတာယူနိုက်တက်ပါသူတို့အနေနဲ့တေရီကြဖို့အခွင့်အများပေးမယ်လေနိုင်ပွဲတစ်ပွဲပေါ်ဆောင်ဖို့အတွက်လည်းတစုံတစ်ခုခုလုံးပြသွားနိုင်ဖို့အတွက်ကျွန်တော်ထင်တယ်အဲ့အတွက်ကြောင့်ဒီပွဲတွေမှာကျွန်တော်ကတော့ Manchester United အသင်းကိုပဲရွေးချယ်ပေးကြပါရခင်ဗျာ